ခင်ဗျာကျွန်တော်ဇင်မောင်ပါဒီပီပီရုံးမြင့်တန်းကြားရဲ့နေ့လယ်၁၂နာရီချင်းရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအကစားသတင်းတွေကိုရှုစားပါပါခင်ဗျာအရင်ဆိုးရလက်ထက်ကပြတ်ထန်းထားတဲ့အ ਨੇ စုံလုခ3600ကျပ်ကိုပြန်လည်ပြင်ဆင်တတ်မှတ်ဖို့လှုပ်ဆောင်နေတယ်လို့ဒုသမဝန်ဌာနကဆိုပါတယ်ရန်နိုင်ဇော်ဝင်းသတင်းပေးပို့ထားပါတယ်ခင်ဗျာအရင်ဆိုးရလက်ထက်ကပြတ်ထန်းတတ်မှတ်ခဲ့တဲ့အ ਨੇ စုံလုခလစာကိုပြင်ဆင်တတ်မှတ်ဖို့အတွက်၂၀၁၉ခုနှစ်ဖေဖော်ဝါရီလမှာအလုတ်ရှင်အလုတ်သမား ဌာနဆိုင်ရာနဲ့ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့အ ਨੇ စုံလောကလဆာတက်မဲ့အမျိုးသားအဆင့်ကော်မတီကိုအစ်စ်ဖွဲ့စည်းပြီးဖြစ်တယ်လို့ အလုံသမားဝင်ကြီးဌာနအလုံသမားညွှန်ကြားမှုဦးစီးဌာနကညွှန်ကြားရေးမှုကဆိုပါတယ်ဟုတ်ကဲ့ဒီလက်ရှိ3600နဲ့သတ်မှတ်ထားတဲ့ဟာကိုကျမတို့ကဟုတ်ကဲ့ဘလို့လုပ်ငန်းမျိုးစားလိုက်ခွဲခြားပြီးသတ်မှတ်မလားနေရာဒေသလိုက်ခွဲခြားပြီးသတ်မှတ်မလားဥပမာဆိုရင်မြကြီးနားမှာဆိုရင်နေဆုံးခကြေးငွေကတစ်မျိုးဖြစ်မယ်ညံကုန်မှာဆိုတစ်မျိုးဖြစ်နောက်သူ့အထည်ချုပ်လုပ်ငန်းမှာဆိုတစ်မျိုးဖြစ်မယ်အခြားလုပ်ငန်းမှာဆိုရင်တစ်မျိုးဖြစ်မယ်အဲ့လိုမျိုးသတ်မှတ်မလားဘလို့လုပ်မသွားမလဲဆိုတာကိုကျမတို့ဒီပညာရှင်တွေလည်းပါတယ်ကျမတို့ဒါအကုန်လုံးပေါ်တော့ဒီပါဝင်တဲ့ဒီအဖွဲ့ကနေပြီးတော့မှကျမတို့ကဒါတည်တည်ချာချာလေးကော်မတီတွေလည်းဖွဲ့ပြီးတော့ဒါဒါ ါ review လုပ်သွားပြီးတော့မှ process တွေဆောင်ရွက်သွားမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာအ ਨੇ ဆုံးဒုက္ခလစာကို9600ဒါမှမဟုတ်6000တက်မှတ်ပေးဖို့အတွက်နိုင်ငံရေးပါတီတချို့နဲ့အလို့သမားအဖွဲ့အစည်းတွေကအစိုးရကိုတောင်းဆိုမှုတွေလည်းရှိနေပါတယ်။အစိုးရကချပေးလိုက်တဲ့လုပ်ငန်းပါမစ်တွေကိုလက်ဆင့်ကမ်းရောင်းချနေတဲ့အတွက်ကြောင့်လဲဒုက္ခလစာနေရတာဖြစ်တယ်လို့တုံ့တက်မှုတွေလည်းရှိနေပါတယ်။သူတို့ကဘယ်လိုခေါ်မလဲဆိုတော့ကိုတို့ကပါမစ်ရတဲ့လူတွေကလူကြီးနဲ့ပတ်ပြီးတော့အဲတော့ရရတဲ့ပါမစ်ဖြစ်တယ်။ရတော့ သူကအဲ့ဒီပါမက်ကိုတစ်ဆင့်တစ်ဆင့်စီရောင်းစားလိုက်တာကခုနှစ်ဆင့်လောက်နေတော့မှအလုပ်စားတယ်အလုပ်စားတော့ပြောရင်တော့တရားလို့ပြောထားတာကတကယ်အလုပ်လုပ်တဲ့အချိန်က30လောက်ပဲကျန်တော့အဲ30လောက်ကျန်တော့အဲ့ဒီ30လောက်အလုပ်လုပ်တဲ့လူကလည်းပေးကျင်တဲ့ခါအောင်ပေးလို့မရတော့လာစားကမင်းများပေးလို့မရအဲ့တော့လာစားလေးကနည်းနည်းလေးဖြစ်တယ်အဲ့တော့အဲ့ဒီလိုအယူအဆမျိုးတွေကိုလည်းကျွန်တော်တို့နိုင်ငံတော်ခုပေါ့လေအစိုးရကြီးကြပ်ဖို့လိုတာပေါ့မြန်မာနိုင်ငံရဲ့လက်ရှိအနည်းဆုံးလောက်ခလာစားဒေတာသွင်း ာဆီယံနိုင်ငံတွေထက်အလွန်နှဲပါနေတယ်လို့သုံးသပ်မှုတွေလည်းရှိနေပါသေးတယ်။ပြည်ပမှာအလုတ်လုတ်ကင်နေတဲ့မြန်မာလူထုမှဥယေစုစုပေါင်း80 200ရာခိုင်နှုန်းကထိုင်းနိုင်ငံမှာတွားရောက်အလုတ်လုတ်ကင်နေပြီးတော့15ရာခိုင်နှုန်းကမလေးရှားနဲ့၄ရာခိုင်နှုန်းကျော်ကစင်ကာပူနိုင်ငံကိုတွားရောက်အလုတ်လုတ်ကင်နေကြရတယ်လို့အပြည်ပြည်ဆိုင်ရာအလုတ်သမားဖွဲ့ ILO ကထုတ်ပြန်ထားပါတယ်။ကျွန်တော်ကတော့ရန်နိုင်ဇော်ဝင်းပါ။ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကယူကောက်ပွဲဖြတ်သိမ်းပေးဖို့ကန့်ကွက်ထားတဲ့မိုင်းရှူးမျိုးနယ်အတွင်းကကျေးရွာ300မှာယူကောက်ပွဲကျင်းပပေးဖို့ပြည်အောင်သူယူကောက်ပွဲကော်မရှင်ကဆုံးဖြတ်လိုက်တယ်လို့မိုင်းရှူးမျိုးနယ်ကော်မရှင်တွင်းရေးမှူးဦးဆိုင်ထူးလင်းကျော်က DBB ကိုပြောပါတယ်။မိုင်းရှူးမျိုးနယ်အတွင်းကကွန်ကျောင်းနောင်အက်မော့မစ်ကျေးရွာတွေကမဲယုံတွေကိုဖြတ်သိမ်းပေးဖို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုစရဲလောင်းကကန့်ကွက်စာတင်ပြခဲ့တာဖြစ်ပါတယ်။ကျေးရွာ300ကမဲယုံတွေကိုဖြတ်သိမ်းမှာမဟုတ်ဘဲမြို့နယ်ပုံနီးတဲ့နေရာတွေကိုမဲယုံတွေ ရှေ့ပြောင်းကျမပါမှာဖြစ်တယ်လို့လည်းမြို့နယ်ကော်မရှင်တွင်းရင်မှုကပြောပါတယ်။ရောဂါပွဲကန်းကွက်စာတင်ခံထားရတဲ့ကျေးရွာ300မှာမဲပေးနိုင်သူဥယျာဉ်9000လောက်ရှိပါတယ်။မန်ရှုမြို့နယ်ဟာ2005ထွေထွေရောဂါပွဲတုန်းကငယ်မြေတည်ငြိမ်မှုမရှိဘူးဆိုပြီးတော့ရောဂါပွဲကျင်းပခွင့်မရတဲ့နေရာဖြစ်ပါတယ်။မန်ရှုမြို့နယ်မှာမြို့သားဒီမိုစီအဖွဲ့ချုပ်ပါတီတခုတည်းကသာလုံခြုံရေးအကြောင်းပြချက်နဲ့ကျေးရွာ300မှာရောဂါပွဲဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာ။စကိုင်းဒေသကြီးအင်ဒိုမြို့နယ် နမ်မဟုတ်ကလေးကြီးရွာအနောက်ဘက်လေးမိုင်ခန့်အကွာမှာမတ်လ25ရက်နေ့ည7:00နာရီကျော်လောက်ကမုံကူနွားတွေဖမ်းဆီးရမိခဲ့ပါတယ်။အင်းတော်မျိုးမရေစကန်ကတပ်ဖွဲ့ဝင်တွေဟာတရင်ရဆောင်းဆိုင်နေတုန်းပြည်တော်ကုန်းကြီးရွာဘက်ကနေနမ်မဟုတ်ကလေးကြီးရွာဘက်ကိုမောင်းနေလာတော့ဝင်းဆိုးနဲ့အောင်ကိုဝင်းတို့ကိုတက်တည်မုံကူနွားတွေနဲ့အတူတွေ့ရှိဖမ်းမိခဲ့တာပါ။နွားထီးငါးကောင်စုစုပေါင်းကာလာတန်ဘူးကျက်16သိန်းနီးပါးဖမ်းမိတာလို့ဆိုပါတယ်။တရားမဝင်မုံကူနွားတွေကိုညအချိန်မတော် မောင်းနှင်လာနဲ့ပတ်သက်လို့စာရွက်စာတမ်းအထောက်အထားတစုံတရာပြသနိုင်ခြင်းမရှိတဲ့အတွက်ပြည်တော်ငုံကြေးရွာနေဝင်းဆိုးနဲ့အောင်ကိုဝင်းတို့ကိုအင်းတို့မျိုးမရစကန်ကအမှုဖွင့်ရေးယူထားပါတယ်ခင်ဗျာရွှေစင်စက်ကြခီးတဲ့မှန်လုံရင်နဲ့ဆိုင်ကယ်မင်းချင်းဆိုင်တက်မီယာကနေဆိုင်ကယ်ရင်မောင်းနဲ့နောက်လိုက်စီးနှင်လာသူတည်ဆုံးခဲ့ပါတယ်မတ်လ25ရက်နေ့ညနေ9:00နာရီကျော်လောက်ကဝင်းပြင်းရဲ့ရင်းမြို့နယ်လမိုင်းနယ်မြေရစကန်ပိုင်းရေးမော်လမြိုင်တွာကားလမ်းပေါ်မှာရှိတဲ့လိမ္မော်ချန်နဲ့အောင်တပီး ကြီးရွာနှစ်ကရင်ရွာလမ်းခွဲနီးမှာရင်တိုက်မှုဖြစ်ပွားခဲ့တာပါခင်းဖြစ်ပွားတဲ့နေရာမှာပဲဆိုင်ငယ်ရင်မောင်းတဲ့အတူလိုက်ပါလာတဲ့အမျိုးသမီးလည်းတေဆုံးခဲ့တယ်လို့ရင်းမြို့နယ်ရဲတပ်ဖွဲ့မှရုံမှတ်တမ်းတွေမှာပေါ်ပြထားပါတယ်ဖြစ်စဉ်နဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ကမှန်လုံရင်မောင်းကိုတိုင်တန်းမှုပြုလုပ်ပြီးအမှုဖွင့်ရေးယူထားပါတယ်ခင်ဗျာရဲတပ်ဖွဲ့ရဲ့လုံရက်ကိုမကျေနပ်တာကြောင့်ဒေသခံတွေစုပေါင်းပြီးတော့လေဘရောင်းဒေသကမူချိုးပြင်လေရွာနီးမှာမတ်လ25ရက်နေ့ညနေပိုင်းကတပိတ်စခန်းဖွင့်လှစ်ခဲ့ပါတယ်ပသိမ်မုံရွာလမ်းမှာ ကြောက်တဲ့ကားတွေလာရင်ဆက်ပိတ်ဖို့အတွက်ဒေသခံတွေကစောင့်ဆိုင်ခဲ့ပေမဲ့ကြောက်တဲ့ကားတွေရောလုံခြုံရေးတပ်ဖွဲ့ဝင်တွေရောလာရောက်ခြင်းတော့မရှိပါဘူး။မတ်လ24ရက်နေ့ကစလင်ကြီးမျိုးနဲ့မူကျိုးပြင်အလဲရွာထိပ်မှာဒေသခံ200လောက်ကဝမ်ပေါင်ကုမ္ပဏီကိုတင်သွင်းနေတဲ့ကြောက်တဲ့ကားတွေကိုတားဆီးခဲ့လို့ဆိုပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား200လောက်ကညနေပိုင်းမှာရာဘာကြီးစံတွေတုံးပြီးတော့တနက်နဲ့ပြစ်ခတ်အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ရတဲ့ဖွဲ့ရဲ့အကြမ်းဖက်မှုကြောင့်မူကျိုးပြင်3ရွာအပါဝင်0ရွာကတယောက်စုစုပေါင်းရွာသား10ရောက်လောက် တနတ်တိမှန်တန်ရခဲ့ပါတယ်ရတဲ့ဘဝနေအကြံဖက်တဲ့ကိစ္စတွေကြောင့်တပိစကန်းဖွင့်လိုက်ရတာဒီကိစ္စတွေပြည်လည်မှုမရမချင်းတပိစကန်းကိုဆက်ဖွင့်သွားမယ်လို့လေဘရောင်တောင်ဒေသခံတွေက DPP ကိုပြောပါတယ်လွန်ခဲ့တဲ့တလလောက်ကလည်းလေဘရောင်တောင်ကိစ္စနဲ့ပတ်သက်ပြီးတော့အချက်လက်တချို့ကိုတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်ကသဘောတူညီမှုရခဲ့ပေမဲ့လည်းဒီနေ့ချိန်အထိအကောင့်တွေဖော်ပြတာမရှိသေးဘူးလို့လည်းသိရပါတယ်ခင်ဗျာတကြံကာလအတွင်းပြည်ဆွဲမဲ့ WBS ကားတွေ ရင်စည်းကပုံပုံတောင်းခံပါကရေးယူဆောင်ရွက်သွားမယ်လို့ရောင်တိုင်းဒေသကြီးလက်စစ်စမှုလက်မှုနဲ့လမ်းမဆက်သွေးဝန်ကြီးကပြောပါတယ်ဟေမာဝင်းကတင်ဆက်ထားပါတယ်ခင်ဗျာဆောင်ရွက်သွားမယ်ဆိုတာကကျွန်တော်တချံကာလအတွင်းမှာတချို့ WBS bus ကယာဉ်လိုင်းတွေကပြည့်စွဲမှုရန်နာမှာဖြစ်တဲ့အတွက်ပြည့်စွံ့မဲ့ WBS bus ကယာဉ်လိုင်းတွေအနေနဲ့ရင်စိကနှုံသားကိုပုံမှန်ဈေးထက်ပုံမူကောက်ခံပါကအေးအေးယူဆောင်ရွက်သွားမယ်လို့မတ်လ24ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးဆိုရဖွဲ့ရဲ့တင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ရင်စည်းကားကတော့မူလကောက်ခံတဲ့အတိုင်းပဲရင်စည်းကားကိုကောက်ခံမှာဖြစ်ပါလေ။ဒီရင်စည်းကားတွေကိုမူကောက်ခံတဲ့အတွက်ဓမ္မတို့မှာအရေးယူတဲ့ဟိုအပိုင်းတွေရှိပါတယ်။အဲ့တော့ရင်စည်းကားကိုမူကောက်ခံခဲ့ရင်တော့ဓမ္မတို့ဆောင်ရွက်နေတဲ့အတိုင်းပဲအရေးယူဆောင်ရွက်တော့မှာဖြစ်ပါလေ။ တကြံကာလအတွင်းပြည့်ဆွဲတဲ့ဘတ်စကားလိုင်းတွေကိုရင်စိကပုံမမကောက်ခံဖို့အတွက်စီကံချက်တွေအရေးယူမှုတွေပြုလုပ်ခဲ့ပေမယ့်နေ့စဉ်ဘတ်စကားလိုင်းတွေရဲ့ရင်စိကပုံမတောင်းခံမှုတွေကြုံတွေ့နေရတာကြောင့်အစိုးရအဖွဲ့ကဥပဒေနဲ့အညီထိန်းချုပ်သွားမယ်လို့ပြောပါတယ်။ MIDS ရဲ့ရင်လိုင်းတွေအတွက်မှာအခုတတ်မှတ်ထားတဲ့ရင်လိုင်းတွေတတ်မှတ်ထားတဲ့အချိန်နဲ့ပေါ့နော်ကားစီးဟိုအဲ့ဒါနဲ့ပြည့်စွဲပြီးသွားနိုင်လို့ကျွန်တော်တို့စောင့်ရွက်သွားမှာဖြစ်ပါတယ်။အစိုးရဘက်ကနိုင်တာကျင့်သုံးနိုင်ဖို့အတွက် ဥပဒေလုံးလုံးလုံးနေတယ်ကျွန်တော်ထိတော့တယ်ဥပဒေကိုလိုက်လာဖတ်တယ်ဒလိစရိုက်ဖြစ်ဖို့အတွက်ရှင်လိုက်နေရှင်ပေါင်းတဲ့သူတွေဒီကားလိုက်ထူတော်တဲ့သူတွေ highway ရှင်လိုက်ပြည့်စွက်နေတဲ့သူအားလိုက်လာကြဖို့လိုပါကျွန်တော်တို့ကတော့ဥပဒေနဲ့ဒီထိနေပါမှာဖြစ်ပါရန်ကုန်မှာပြည့်စွက်မဲ့ 1PS ဘတ်ကားတွေအပြင်အဝေးပြေးခီးသွားလက်မှတ်တွေကိုလည်းပုံမှန်ဈေးထက်ဈေးတင် ရောက်မှာကအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျမဟေမာဝင်းပါ ူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရချတာရေးဝန်ကြီးဌာနရဲ့စစ်တမ်းတွေအရရန်ကုန်မြို့နယ်ကလေးသူငယ်တွေထဲမှာခုတ်ကိုရမဲ့တဲ့ကလေးငယ်ဟာ17ရာခိုင်နှုန်းလောက်ရှိရလို့သိရပါတယ်။ဥစီသူစီကသတင်းပေးပို့ထားပါခင်ဗျာ။2016ကျွန်တော်ကရန်ကုန်ကလေးငယ်တွေကိုစစ်တမ်းကောက်ကြည့်တဲ့အခါမှာ10ရောက်မှ10လောက်ဟာခုတ်ကိုရမဲ့ကလေးငယ်တွေဖြစ်နေပြီးမန္တလေးမှာလည်းခုတ်ကိုရမဲ့ကလေးငယ်ဥယီဟာ900ခိုင်နှုန်းလောက်ရှိရလို့ ူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချလာရေးဝန်ကြီးဌာနကပြောပါတယ်။တကယ့်ကိုဒီခုခုရမယ်ဖြစ်တဲ့ကလေးတွေကဒါရန်ကုန်မှာဆိုလို့ရှိရင်17ရာခိုင်နှုန်းလောက်ရှိတာပေါ့နော်။ဒီကောက်ခဲ့တဲ့ကလေးတွေကတဲကနေမှနော်။ဟိုမန္တလေးမှာ9ရာခိုင်နှုန်းလောက်ရှိတယ်။ဒီစတန်းကိုရန်ကုန်က12မြို့နယ်နဲ့မန္တလေးက6မြို့နယ်ကိုအခြေခံပြီးကောက်ခဲ့တာဖြစ်ပါတယ်။ခုလိုခုခုရမယ်ကလေးငယ်တွေများနေတာဟာ ပြည်သူတွေအနေနဲ့စင်းရဲတွေကနေရုံးတက်ဖို့ခက်ခဲနေပြီးယူဆိုင်မှုနည်းတာကြောင့်ဖြစ်တယ်လို့ပြောပါတယ်။သူတို့ရဲ့ခက်ခဲတွေကိုကူညီဖို့အတွက်ဝန်ကြီးဌာန NGO တွေနဲ့လူမှုရေးအသင်းအဖွဲ့တွေပူးပေါင်းပြီးဆောင်ရွက်မှသာအောင်မြင်နိုင်လိမ့်မယ်လို့ဝန်ကြီးဌာနကပြောပါတယ်။ပါဇက်ကပြောနေရုံနဲ့မှာတကယ်လက်တွေ့ကြတဲ့ခုနလိုပလန်နေတကယ်ကိုရေးဆွဲတကယ်ကိုအကောင့်ထဲဖော်မကိုဖြစ်လာမယ်။ဆရာတို့ကပူးပေါင်းပါဝင်မှရမယ်ရမယ်ဆိုပြီးတော့ပါဇက်ကပြောနေရုံနဲ့မပြီးဘူး။ ခုလက်တွဲကိုလုပ်ဖို့လုံနေပြီဒါကြောင့်လည်းလက်တွဲခုစားပြီးတော့ဒါဆောင်ရွက်တာလုပ်နေပြီခုခုရမယ်ကလေးငယ်တွေရဲ့ပြဿနာကိုဖြေရှင်းဖို့တဲ့ခုခုရမယ်ဖြစ်ရတဲ့အကြောင်းရင်းနဲ့မိဘတွေရဲ့ခက်ခဲအကြောင်းရင်းတွေကိုစုံစမ်းပေါ်ထုတ်ပြီးမှဆောင်ရွက်နိုင်လိမ့်မယ်လို့ဝင်းတနာကပြောပါတယ်ရန်ကုန်မြို့ကခုခုရမယ်ကလေးငယ်တွေကိုလမ်းဆောင်မိပိုင်းတွေနဲ့ဂုံးကျော်တရအောက်တွေမှာတွေ့ရလိမ့်ရှိတယ်လို့ဖျားပွဲတွေမှာလည်းတိုင်းလန်တောင်ရင်ဆက်တော့နေရာတွေကိုတွေ့ရလိမ့်ရှိပါတယ်ကျွန်တော်စီသူစရပါ တဲခုခံတွေနဲ့ဘောလာဆောင်တွေမှာနိုင်ငံသားတွေဥပဒေနဲ့အညီတဲခုနိုင်မှုအတွက်2013ခုနှစ်စီမံသားရဥပဒေကိုပြင်ဆင်ရေးဆွဲဖို့ရှိတယ်လို့မြို့တော်ဝန်ဥမောင်စိုးကပြောပါတယ်ဟိန်းကူသတင်းပေးပို့ထားပါတယ်ခင်ဗျာရန်ကုန်မြို့တော်စီမံသားရေးနယ်နိမိတ်တွင်းမှာရှိတဲ့တဲခုခံတွေနဲ့ဘောလာဆောင်တွေမှာနိုင်ငံသားဧည့်သည်တွေတရားမဝင်တဲခုနေတာတွေကိုဖမ်းဆီးထိန်းသိမ်းဖို့ထက်တရားဝင်တဲခုဝင်ရရှိအောင်ဆန္ဒတိုင်မှုစီမံသားရေးဥပဒေကိုပြင်ဆင်ရေးဆွဲဖို့စီစဉ်နေတာပါဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတိုးထပုံမှန်အစည်းအဝေးပထမနေ့မှာစံကြောမျိုးနဲ့မဲဆန္ဒနဲ့အမှန်နဲ့လွတ်တော်ကိုယ်စားလှယ်ဦးတော်အောင်ရဲ့မင်းမြတ်မှုကိုမြို့တော်ဝန်ကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်2023ခုရန်ကုန်မြို့တော်စီပင်သာရေးကော်မတီရဲ့ပုံမှန်19အပိုက်ဇာဝဲပါခွင့်ပြုတဲ့တဲခိုကန်ဘောလာဆောင်တွေဟာပြည်တွင်းခရီးသွားတွေအတွက်သာခွင့်ပြုထားခြင်းပဲဖြစ်ပါတယ်နိုင်ငံသားသားများတဲခိုရန်အတွက်ညွှန်ကြားချက်ထားခြင်းလည်းမရှိပါဘူးပြောင်းလဲလာတဲ့အခြေအနေအရ တဲခုကနေမှဥပဒေနဲ့ညီနိုင်ငံသားတွေတဲခုနိုင်ဖို့အတွက်2013ခုနှစ်ရန်ကုန်မြို့တော်စီဝေသာရေးဥပဒေကိုပြင်ဆင်ရေးသွင်းရဆောင်ရွက်နေပါကြောင်းလည်းဖြစ်ကြပါတယ်ဒီလိုပြင်ဆင်တာဟာရန်ကုန်တိုင်းရဲ့ဗန်အန်နာငွေတိုးတက်အောင်လှုပ်ဆောင်တာဖြစ်တယ်လို့နိုင်ငံသားအစ်တွေကြောင့်ဖြစ်လာမဲ့ဥပဒေမဲ့လောက်ရတွေကိုလည်းကြိုတင်ကာကွယ်ရရောက်တယ်လို့မြို့တော်ကပြောကြားခဲ့တာရန်ကုန်မြို့တော်စီဝေသာရေးကော်မတီကထုတ်ပြန်ပေးထားတဲ့ရန်ကုန်မြို့ရဲက တက်ခုကနေနဲ့ပေါ်လာဆောင်ဒီမှာနိုင်ငံသားတွေတက်ခုနိုင်မှုအတွက်တိကျညွှန်ကြားချက်ရှိမရှိသိလို့ကြောင်းဒီလုပ်ငန်းတွေဟာဥပဒေနဲ့မညီညွတ်တာကြောင့်ရန်ကုန်မြို့တော်စီဝင်သားရဲကော်မတီအနေနဲ့ဘလို့အရေးယူဆောင်မှုတွေရှိသလဲဆိုတာကိုသိရှိလို့တယ်လို့မေးမြန်းခဲ့တာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဥပဒေပြင်ပလုပ်ငန်းလုပ်ကိုင်နေမှုတွေထဲမှာရန်ကုန်မြို့တော်စီဝင်သားရဲကော်မတီကထုတ်ပေးထားတဲ့တဲခုကံဘောရာဆောင်လိုင်စင်ဆိုတာရှိပါတယ် အဲ့ဒီတဲခိုကန်းဘော်ဒါဆောင်လိုင်းစင်ယူပြီးတော့နိုင်ငံသားသားတွေတဲခိုနေထိုင်တဲ့တဲခိုကန်းလုပ်ငန်းတွေကိုကျွန်တော်တို့တွေးရှိရပါတယ်ဒါဟာတရားဝင်လုပ်ငန်းမဟုတ်တဲ့အတွက်နိုင်ငံတော်အတွက်ရာသင်ရလိုက်တဲ့အခွန်ဘဏ္ဍာတွေမရရှိတဲ့အပြင်အကျင့်ပြတ်ခြားစားအာဂရီလိုက်စားမှုတွေကျွန်တော်တို့ကြားသိနေရပါတယ်တဲခိုကန်းလိုင်စင်လျှောက်ထားခဲ့ရင်စားလို့ခွင့်ပြုမိတ် ပြင်ဆင်ဖို့ပြမိတ်မြို့နယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ထောက်ခံချက်မြို့နယ်ရဲတပ်ဖွဲ့ရဲ့ထောက်ခံချက်တပ်ဆိုင်ရာမိသက်ဦးစီးဌာနရဲ့ထောက်ခံချက်မြို့နယ်ပြည်စစ်ဌာနရဲ့ထောက်ခံချက်နဲ့အနည်းဆုံးပတ်ဝန်းကျင်မှာနေထိုင်သူတွေရဲ့ထောက်ခံချက်တွေအပြင်အခြားအချက်အလက်တွေနဲ့မြေပြင်ကွင်းစင်းစစ်ဆေးမှုတွေကန့်ညင်မှုရှိမှသာခွင့်ပြုပေးထားတယ်လို့မြို့တော်ဝန်ကဆိုပါတယ်အခုအချိန်ထိရာဂုံမြို့တော်ဆွေမင်တာနယ်နိမိတ်အတွင်းမှာဗော်ဒါလိုင်းလိုင်စင်အရေးအတွက်319ခုကိုခွင့်ပြုပေးထားပြီးအဲ့ဒီနေရာတွေကိုဝင်ရောက်စစ်ဆေးတဲ့အခါနိုင်ငံသားအဲ့တွေတရားမဝင်တက်ခိုနေတာကိုတွေ့ရှိကြောင်းလည်းပြောခဲ့ပါတယ်ခင်ဗျာကျွန်တော်ဟိန်ကိုပါ မဲ့ဧပြီလဆိုရင်မြို့သားဒီမိုကရေစီဖွဲ့ချုပ်အာဏာလွှဲပြောင်းရယူတာတနည်းပြပြဖြစ်ပါလေမြို့သားဒီမိုကရေစီဖွဲ့ချုပ်စတင်အာဏာလွှဲပြောင်းရယူတော့ကတင်းလွတ်လပ်ခွင့်နဲ့တင်းရယူခွင့်တွေပုံမူရရှိလာမယ်လို့တင်းသမားတွေကမျှော်လင့်ခဲ့ကြပေမဲ့လက်တွေ့မှာတော့ကျင်းလို့မဖြစ်ခဲ့ပါဘူးဒီခံပြိုးပါတီအစိုးရလက်ထက်နဲ့နိုင်ရှင် NLD အစိုးရလက်ထက်မှာတင်းရယူခွင့်နဲ့တင်းလွတ်လပ်ခွင့်တွေဟာဆိုးတဲ့ဘက်ကတော့ရောက်လာတယ်လို့တင်းသမားတွေကသုံးသပ်ပါတယ်ပြီးတော့ကောင်းလာလိမ့်မယ်လို့ဟိုကမှန်တာဒါပေမဲ့အဲ ဘာအကြောင်းကြောင့်ဘလို့အကြောင်းကြောင်းနေကြောင်းလည်းမသိဘူးဒီ access to information ကပို့ပြီးတော့တော့မှအာနဲသွားတယ်ဒါအမှန်ပဲအဲတရင်မှာနောက်ပြီးတော့ဒီပြည်ပြည်ကြီးတွေမကဘူးတခြားသောတိုင်းနဲ့ပြည်နယ်တွေပြည်နယ်တိုင်းတိုင်းဒေသကြီးပြည်နယ်တွေမှာဝန်ကြီးချုပ်တွေဒီနဲ့ပတ်သက်ပြီးတော့ဟို information ရတယ်ဆိုတဲ့ဟာနော်ဒီအစိုးရအဖွဲ့တွေနဲ့ရတယ်ဆိုတဲ့ဟာတွေမှာလည်းတော်တော်လေးကိုကန်တပြဲဥမာမန္တလေးလိုဟာမျိုးဟိုအစောပိုင်းမှာတော့မန္တလေးဝန်ကြီးချုပ်ကတော်တော်တက်တက်ကြွကြပါပဲ ဒါပေမဲ့နောက်ပိုင်းသူ့အတူကိုပဲအဲမီဒီယာတွေကိုရှောင်တာဖြစ်လာတယ်။เนาะအများစုပဲ။မရန်ကုန်မှာလည်းဒီလိုမျိုးတွေဖြစ်တယ်။ဦးသိန်းစိန်ဆိုတာလက်ထက်တုန်းကပြန်ကြားရေးဝန်ကြီးဌာနဟာသတင်းမီဒီယာတွေနဲ့အပြန်အလှန်ဆက်သွယ်မှုအကောင်းငယ်ပြီးသက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကလည်းမီဒီယာတွေနဲ့ချိတ်ဆက်နိုင်ခဲ့ပါတယ်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်လက်ထက်မှာတော့အခြေအနေတွေပြောင်းပြန်ဖြစ်ကုန်တဲ့လို့သတင်းသမားတဦးကဝေဖန်ပါတယ်။ဒီထက်နဲ့ကတော့တော်တော်လေးဟိုမှာ Facebook ပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဖုန်းဆက်လာမှာပဲဖြစ်ဖြစ် ော်တော်လေးဟိုဟိုဒါတာပြည်ထောင်စုဆင်ဝင်ကြီးတယောက်နဲ့ဒီလိုမျိုးဟိုတိုင်းမီဒီယာရင်းနဲ့ဟာဟိုအချိန်မင်းထိတွေ့ဆက်တန်လို့ရပါဘူးနော်အခုဟာတော့အဲငယ်ဥက္ကမင်းရဲ့ဟို Facebook page တာမှာ official page ကဘယ်ဟာလဲတော်တော်မသိဘူးပေါ့နော်ဒီချင်းရုံနဲ့ပတ်သက်လို့တင်းမီဒီယာကောင်စီအနေနဲ့ပြန်ကြားရေးဝန်ကြီးဌာနနဲ့အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးတင်းလွတ်လပ်ခွင့်ပို့ရလာဖို့တက်တွန်းမှုတွေပြုလုပ်နေတယ်လို့တော့မြန်မာနိုင်ငံတင်းမီဒီယာကောင်စီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။တင်းရည်ခွင့်က ကြည့်လို့ရှိရင်ထင်သလောက်လွယ်ကူမလားဘူးဖုထီတင်များတယ်အဲများတာဘာကြောင့်လဲဆိုပြီးတော့ထက်တိုက်ထွေပြီးတော့ဆင်ကြရဲဝင်းချလာပါတယ်ပြန်ကြရဲဝင်းကြီးလည်းပါတယ်နောက်ဌာနဆိုင်ရာဂရင်းဝင်းချလာအကုန်လုံးရဲ့ပြောရေးစီဝင်ရှိသူအကုန်လုံးဒီပါလာတယ်ဆိုတော့အဲ့ဒါမျိုးနှစ်ချိန်လုပ်တဲ့ခါမှာတော့နည်းနည်းလေးလမ်းစာတွေအဖြစ်တွေ့တယ်ပေါ့နော်တင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ဦးသိန်းစိန်ဆိုရလက်ထက်ကစပိစီစီဖြတ်သိမ်းလိုက်တာတွေတင်းသမားတွေနဲ့ပြည်လဲအောင်ဆက်ဆံခဲ့တာတွေကြောင့်နိုင်ငံတကာညှိနှိုင်းမှုမှာအပေါင်းလက္ခဏာဆောင်ခဲ့ပါတယ် မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတော့အဲ့ဒီအခြေအနေကိုထိန်းသိမ်းနိုင်ခြင်းမရှိဘဲသတင်းမီဒီယာတွေနဲ့ဆက်ဆံရေးကိုအရင်ဆိုးရတဲ့ကောင်းမွန်အောင်မတည်ဆောက်နိုင်ခဲ့တဲ့အတွက်အခုလိုဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်ကျွန်တော်ကစီရချမ်းရေးပါအာရှအိမ်မွေးစဉ်အများဆုံးရှိနေတဲ့မြန်မာနိုင်ငံအနေနဲ့စင်စကန်းတွေအများကြီးလုံးတက်တယ်လို့စင်ထင်းသိမ်းရေးလုပ်ငန်းလုပ်သူတွေကပြောပါတယ်ဥပိုင်စုသတင်းပေးပို့ထားပါတယ်နော်မြန်မာနိုင်ငံမှာတစ်ထုတ်လုတာရက်ဆိုင်လိုက်တဲ့နောက်စင်တွေအလုတ်လက်မဲ့ဖြစ်သွားခဲ့ပါတယ် ။တနင်္ဂနွေလိုအတိုင်းအတာနဲ့ဆိုရင်ပုဂ္ဂလိကပိုင်နဲ့အစိုးရပိုင်စင်းကောင်းရေ6000လောက်ရှိနေတာပါ။လွန်ခဲ့တဲ့နှစ်တွေကစင်းရဆိုရင်တနည်းကိုစင်းကောင်းရေ30လောက်နိုင်ငံသားကိုတရားမဝင်ရောင်းချခံရတယ်လို့ကာကွယ်ထိန်သိမ်းရေးလုပ်နေသူတွေကပြောပါတယ်။စင်းကဗမာပြည်ကတော်တော်များတယ်။အဲမာဗီယာစင်တွေကိုဒီတခြားနိုင်ငံတွေရတယ်လိုချင်ကြတယ်ဆိုတော့တရားဝင်နေတဲ့လိုချင်တဲ့လူရှိတယ်လို့မတမတရားနေလို့ရှိရအရှင်လိုချင်တဲ့နိုင်ငံရှိတယ်လို့အသေးလိုချင်တဲ့နိုင်ငံတွေရှိရ အစိုးရစင်နေနေရတော့အကောင်3000ဆိုတော့3000ကရှိမှာပဲပေါ်လာတဲ့ဆက်ပေါ်လာတဲ့ဆက်ပေါ်လာမှာပဲပုဂ္ဂလိကစင်ပေါ်တော့2000ကျော်ကျော်2800လောက်က3000ထပ်ပါတော့3000လောက်ကအဲ့ဒီဟာပြဿနာရှိနေတယ်အစိုးရပိုင်စင်နေတော့လက်ရှိမှာစင်စကန်းတချို့ဖွင့်လှစ်ပြီးပြသထိန်းသိမ်းတာတွေပြုလုပ်နေပါပြီပဲကောအရှိချမ်းမာတွင်အစိုးရပိုင်စင်အကောင်ရေ300ကျော်ရှိနေတာပါ ဒါလက်ရှိတော့ကျွန်တော်ဆင်းနေကိုထိန်းချောင်းပြီးတော့အနာပေးတာပဲရှိပါလေဗျာဟိုဒီလိုဟိုအကောင်တော့ရောက်ရှိလို့စခန်းစခန်းမှာ50 50ထားပါလို့6စခန်းတော့ဖွင့်လို့ရပါတယ်သို့တော်လည်းကျွန်တော်တို့ကဟိုနေရာနေထားဟိုစကြက်နေထားဟိုဌာနရဲ့ဒီအဆောက်အဦးဈေးပန်းညာလေးအဲ့ဒါတွေလောတယ်တက်နေတော်လေးနဲ့ကျွန်တော်တို့ဟိုနည်းနည်းနဲ့ကျဲကျဲဝိုင်းဆိုအောင်လို့စပြိုးပြီးတော့တဖြည်းဖြည်းနဲ့မှကျွန်တော်တို့ဆက်လိုက်ပြီးတော့ဒီရက်ဒီပုံတိုးတက်အောင်မြအောင်စင်ကောင်းကြီးများများနဲ့ပြနေအောင်ကျွန်တော်စူးစမ်းဖို့ရာအစီအစဉ်ရှိပါလေဗျာဈေးစရာတော့အဆင်းဦးစီးတယောက်ကိုတစ်လောက်တစ်သိန်းခွဲကြပါလေဗျာ အဲဒီဥရောပလာတဲ့ငွေသူ့အတွက်နေထိုင်ရင်တော့အိမ်အိမ်မိုးတဲ့တက်ကဲတောင်ထမ်းတက်ကဲပံမိုးရတယ်ဆင်းရဲနေအတွက်ဆေးဝါးကုသစိတ်ဟိုနောက်ထပ်ဆားမကြီးပေါ့နော်ချင်းတော်တယ်မှာရှိတဲ့ဆင်းတွေကိုဆားမကြီးတရက်ကိုဟိုဟိုမကြီးတဲ့ဆရာဆားငှက်ရတာအဲ့ဒါမျိုးကြည့်ရတယ်စိတ်အတွက်မဆိုရင်တနည်းကိုတိန်တိန်နဲ့ဆရာလောက်တော့အနေဆုံးကြပါတယ်ဆင်းတကောင်ထိမ့်သိသိစင်ဟိုအခြေခံတဲ့ခီးသွွားလုပ်ငန်းတွေများများလုပ်ဖို့လိုနေပေမဲ့တဘာဝအတိုင်းပဲဖြစ်တင်ပြီးအနေရကင်းဖို့လိုအပ်တယ်လို့ထိမ့်သိရေးလုပ်နေသူတွေကဆိုပါတယ် ်စင်ကိုစင်လိုပဲသဘောထားမဲ့ခီးသွွားလုပ်ငန်းမျိုးဆိုတော့ကောင်းတယ်သဘောကစင်တကောင်နဲ့ခီးသွွားမယ်အဲ့လိုဟာမျိုးဆိုတော့ကောင်းတယ်မတဲလဲမတဲနဲ့ခိုင်းနေထိုင်းလဲမထိုင်းနဲ့ဘောလုံးကန်တာစင်လုံးမဟုတ်ဘူးပကြီးဆွဲရစင်လုံးမဟုတ်ဘူးနောက်နောက်စင်လာကြည့်ရတူတူစင်တုံး စင်ဦးစီးတွေတော်တဲ့ dues and don't မလို့ဆောင်ရမ်းရှောင်ရမ်းနေအဲ့တော့အဲ့ guideline တွေအကုန်လုံးစပြီးတော့ချလိုက်လို့ရှိရင်တော့ကျွန်တော်တို့စနစ်တကျနဲ့လုပ်နိုင်မှာပါဆိုတော့လူတွေကကတော့စင်စည်းတာပဲမြင်တယ်စင်တွေကဘလောက်ထိအဖြတ်ဆွမ်းအကြီးရယ်ဆိုတော့ဘယ်မှမသိလက်ရှိမှာတော့ပုဂ္ဂလိကပိုင်စင်တွေစုပေါင်းပြီးစင်စကန်းတွေဖွင့်လာရှိနေပြီလို့သိရပါတယ်ဒါပေမဲ့ရှင်းနေတဲ့အကောင်ကြီးနဲ့နှိုင်းရှင်ရင်တော့စကန်းတွေအများကြီးလိုအပ်နေသေးတာပါခင်ဗျာကျွန်တော်ပိုင်ဆိုပါ ဒီပီပီရုပ်မြင်သံကြားရဲ့နေ့လယ်၁၂နာရီချိန်သတင်းတွေကိုရှုစားခဲ့တာပါနေ့လယ်၁၂နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးဦးမှာပါကျွန်တော်ဇင်မောပါကျေးဇူးတင်ပါတယ်ခင်ဗျာ